ဘသူနဲ့မှမတူချင်လို့တာဦးကိုထိုင်းမှာတကူတကမူဖွားလိုက်တဲ့နေဂျီဦး2025ခုနှစ်မှာကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာလက်ထက်ခဲ့တဲ့နေဂျီဦးကဘသူနဲ့မှမတူချင်လို့မင်္ဂလာဝဲကိုဘသူမှမကျင်းပသေးဘူးတဲ့ YCC ခန်းမကိုငှပြီးတော့ Academy ပြပွဲတစ်ခုနီးပါးကျင်းပခဲ့ပါတယ်။တိမ်ပေါင်း9000ကျော်အကုန်ကျခံပြီးကျင်းပခဲ့တဲ့နေဂျီဦးကငွေဒီကုံသွားလို့ Honeymoon တောင်မထွက်နိုင်မဲ့တရားစခန်းမှာဝင်ခဲ့ရပြီးတော့တရားအထုတ်ခင်ရပါတယ်ရှင်။မိသားစုပလန်ကိုရေးဆွဲထားတဲ့နေဂျီဦးကလက်ထက်ပြီးမကြခင်မှာပဲတာဦးလေးကိုရလာခဲ့ပြီးအခုတော့မူဖွားလိုက်ပါပြီ။ မင်္ဂလာပွဲကိုလည်းနိုင်ငံခြားကပညာရှင်တွေနဲ့ပဲကျင်းပခဲ့ပြီးကလေးမူဖွားဖို့ကိုလည်းမြန်မာနိုင်ငံက International စျေးယုံတွေမှာတောင်မပြတ်တာပဲနိုင်ငံခြားမှာပဲမူဖွားဖို့အတွက်စီစဉ်ခဲ့ပါတယ်။အခုတော့နေချီဦးကသူ့ရဲ့တောင်းကိုထိုင်းမှာပဲမူဖွားလိုက်ပါပြီနော်။နေချီဦးကကလေးကိုမပွေးမဖွားခင်မှာလေလေးချင်းခန်းနေလုံနေပြီးကျမ်းမအောင်နေထိုင်ခဲ့ပါတယ်။ကလေးပြုစုရေးနဲ့ပတ်သက်ပြီးစာရီလက်ဖတ်ထားတဲ့နေချီဦးကဘဲရကုံမစုအစီအစဉ်တွေရေးဆွဲပြီးမှလုပ်တက်ပါတယ်။သူ့ရဲ့တောင်းလေးကိုတခြားသူတွေနဲ့မတူစေချင်မဲ့ထူးခြားမှုတွေနဲ့ပဲပြည့်စည်နေတဲ့နေချီဦးကထိုင်းနိုင်ငံအထိတကူးတကသွားရောက်ပြီးတော့မူဖွားခဲ့တာပါ gente. နေဂျူးရဲ့အဖေကတက္ကအရာရှိကြီးဖြစ်လို့သူတို့မောင်နှမတွေကိုတက်စင်းအောင်မမူဖားခဲ့ပေမဲ့နေဂျူးလက်ချက်မှာတော့အလုံးထက်ပို့ပြီးတော့တာကြမှာတယ်နေဂျူးရဲ့အဖေကဝန်ထမ်းဘဝမှာအလုပ်ကျူးစားရင်းနဲ့ကျိုးမချမ်းသာလာပြီးတော့တင်းဝန်းတောင်းချီတန်းတဲ့အိမ်ကြီးမှာနေနိုင်ခဲ့ပါတယ်အဖေရဲ့ကျေးဇူးနဲ့ချမ်းချမ်းသာသာနေရတဲ့နေဂျူးကသူ့သားလေးကိုလည်းပုံပုံမြင့်မာတဲ့လူနေမှုအဆင့်တန်းထိရအောင်ထိုင်းထိသွားရောက်မူဖားခဲ့ပါတယ်ဝေခါနေမှာထိုင်းကိုသွားတာမဟုတ်ပဲလွန်ခဲ့တဲ့လပိုင်းကလေးကဘန်ကောက်မှာနေထိုင်ဖို့လဲတံမိုးကြီးကိုနိုတိုက်ခန်းကိုဝယ်ထားခဲ့ပါတယ်တခြားသူတွေအတွက်တော့ဘန်ကောက်မှာကွန်ဒိုဝယ်ပြီးနေနိုင်ဖို့ဆိုတာမလွ ကူပေမဲ့နေကျူးတို့ကတော့မြို့စင်ဆက်ချမ်းသာတာကြောင့်ကလေးမှုဖွားဖို့ကိုတော့ကိုနိုဝယ်ဖို့အတွက်ငွေကြေးတက်နိုင်ပါတယ်။ဘဏ်ကောက်မှာလအနေငယ်ကြောင့်အနာယူပြီးစေယုံတွေကိုတေချာစုံစမ်းပြီးမှမှုဖွားလိုက်ကြပါ။တာဝန်လေးကိုမှုဖွားဖို့အတွက်စိတ်လုံရှားနေတဲ့နေကျူးကကလေးမှုဖွားဖို့လဲငွေဘလောက်ကုန်ကုန်ကြိုတင်ပြီးတော့စီစဉ်ထားပါတယ်။နေကျူးလက်ထက်ထားတဲ့မြို့သားကလည်းခရိုနီတယောက်ဖြစ်လို့ငွေကြေးနဲ့ပတ်သက်လာရင်တော့ပူစရာမလိုအောင်ဖြစ်စီပေးနိုင်သူပါ။ခရိုနီတွေနဲ့လက်ထက်ထားတဲ့မိန်းသမီးတွေတောင်ပြည်တွင်းမှာပဲကလေးမှုဖွားပြီးမဲ့နေကျူးတို့ကတော့သူတို့ရဲ့ကျောင်းဝချမ်းသာမှုတွေနဲ့ကိုင်ကြီးအောင်ထိုင်းမှာပဲမွေးလိုက်ပါတယ် ်မင်္ဂလာဝဲကိုလည်းသူမတူအောင်ကျင်းပနိုင်တဲ့အပြင်ကလေးမှုဖွာတာကိုလည်းဘယ်မင်းသမီးနဲ့မှမတူအောင်လုပ်ပြနိုင်ခဲ့တဲ့နေကျူးကိုတော့တချို့မင်္ဂလာတွေကလေးစားအားကျနေကြပါတယ်နေကျူးကမင်္ဂလာဝဲကိုစီးရီးစ်အလိုက်ကျင်းပပြီးတဲ့နောက်မှာလူအများရှိကိုလည်းမပေါ်ထွက်လာတော့ပါဘူးအရင်ကတော့ညဝဲအင်ဂျီကိုတော့သိန်း50ကျော်မှဝတ်တယ်ဆိုပြီးပြောခဲ့ပေးမယ်နောက်ပိုင်းမှာတော့ဆိုရှယ်မီဒီယာမှာညင်ချက်သားကောင်းနေခဲ့ပါတယ်လည်းမကြီးတဲ့မင်းသားတွေနဲ့အတူတရုတ်ဆောင်ရတဲ့အထိအောင်မြင်ပေးမယ်နေကျူးကတော့လက်ထက်ပြီးတဲ့နောက်မှာအမှုပညာအလုပ်တွေကိုဆွလွတ်လိုက်ပြီးဖြစ်ပါတယ်နော် ချမ်းသာကြော်ရတဲ့အမျိုးသားနဲ့လက်ချက်ထားတဲ့တွဲနေကြီးဦးကအမှုပညာလောကကိုလည်းအထင်မကြီးတော့ပဲစီးပွားရေးလုပ်ငန်းရှင်ဖြစ်ပဲရည်တည်နေပါပြီ။ကိုရိုင်းကလည်းဘယ်သူနဲ့မှမတူရဘဲတာလွန်ကွဲပြားနေရတာကိုသဘောကျပြီးတားဖြစ်သူကိုလည်းမွေးကလေးကပြပြစုံစုံဖြည့်ဆည်းပေးခြင်းနဲ့နေကြီးဦးရဲ့အမိခင်မြတ်တာကလည်းကြီးမားပါတယ်။မင်္ဂလာဝဲကျမခန်းဒီမှာ blog တွေအပိုင်းလိုက်ရိုက်ကူးခဲ့တဲ့နေကြီးဦးကဘန်ကောက်မှာကလေးမှုဖွားတဲ့အတွေ့အကြုံကိုလည်းမျှဝေအောင်မလားဆိုတာချီလီလေးတွေကစောင့်မျှော်နေကြပါတယ်။ကျော်မချမ်းသာတဲ့မိသားစုကိုရောက်လာတဲ့ကလေးလေးကတော့တကယ်ကိုကံကောင်းပြီးတက်တက်လှုပ်ချစ်ခံရတော့မှာပါရှင်။ ဘသူနဲ့မှမကြုံအောင်ကြုံဝချမ်းသာလို့ဘန်ကောက်မှာကလီမူဖွားဖို့အတွက်ကွန်တိုဝယ်ထားတဲ့အနေကြီးကိုအားကြနေကြပြီလားဆိုတော့ကမမပြောခဲ့ပါဘူးကြီးစုအပိတ်ခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်